စ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ညာဟုကိုလူမျိုးတုံးတပ်ဖြတ်မှုဆဆွဲချက်နဲ့တူရကီကဖန်ဝရန်ထုတ်လိုက်ပါတယ်။တူရကီရဲ့ဖန်ဝရန်ထဲမှာတော့နေတန်ညာဟုနဲ့သူ့ရဲ့ကာကွယ်ရေးဝန်ကြီးအစ္စရေးကတ်စတိုတာမကပဲစုစုပေါင်းလူ38ယောက်ရဲ့နာမည်တွေပါဝင်နေတာပါ။အမျိုးသားလုံခြုံရေးဝန်ကြီးအစ်ထမာဘန်ဂျီဘီနဲ့စစ်ဦးသီးချုပ်ဒုတိယဗိုလ်ချုပ်ကြီးအီရဲဆောင်မတို့လည်းဝရန်ထုတ်ခံခဲ့ကြရပါတယ်။ဒါပေမဲ့ဝရန်စီးရင်မှာပါဝင်တဲ့နာမည်အားလုံးကတော့အစ္စတန်ဘူမြို့အစိုးရရှင်တွေကမထုတ်ပြန်ခဲ့ပါဘူး။တူရကီအာဏာပိုင်တွေက အစ္စရေးဟာဂါဇာကမ်းမြောက်ဒေသကစစ်စင်ရေးတွေမှာလူမျိုးတုံးတပ်ဖြတ်မှုလူသားမျိုးနွယ်အပေါ်ရာဇဝတ်မြောက်တဲ့ကျူးလွန်မှုတွေကိုစနစ်တကျအလုံဆောင်ခဲ့ကြောင်းစွပ်စွဲထားပါတယ်။အစိုးရရှိနေရုံကြေညာချက်ထဲမှာတော့ဂါဇာကမ်းမြောက်ဒေသတွေမှာတူရကီကအဆောက်လုပ်ပေးထားခဲ့တဲ့တူရကီပါလက်စတိုင်းချစ်ကြည်ရေးဆေးရုံကိုလည်းမတ်လမှာအစ္စရေးကဘုံကျဲဖျက်ဆီးခဲ့ကြောင်းဖော်ပြထားပါတယ်။အစ္စရေးဘက်ကတော့တူရကီရဲ့ဖန်ရန်ကိစ္စကိုလူပိုင်းကြိုက်ပေါ်ပင်လုပ်တဲ့စတန်တကူလို့တုံ့ပြန်ခဲ့တာပါ။အစ္စရေးနိုင်ငံသားရေးဝန်ကြီးဂီဒီယွန်ဇာက အာနာရှင်တူရကီသမရရာဂျစ်တာရစ်အာဒဝန်ရဲ့လူကြိုက်များတဲ့အပေါ်ယံစတန့်တွင်လည်းလောက်ရကိုအစ္စရေးကအပြန်အထန်ရှုတ်ချကြောင်းလူမှုကွန်ရက်မီဒီယာအိတ်မှာရေးသားထားခဲ့ပါတယ်။တူရကီဟာမနစ်တုန်းကလည်းအပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာအစ္စရေးကိုလူမျိုးသုံးတပ်ဖြတ်မှုအတွက်အမှုဖွင့်ထားတဲ့တောင်အာဖရိကရဲ့အားထုတ်မှုမှာပူးပေါင်းပါဝင်ခဲ့ပါတယ်။လက်ရှိမှာတော့ဂါဇာမှာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ဂျောင်းဝင်ညှိနှိုင်းပေးထားတဲ့သဘောတူညီမှုတစ်ခုအရအော်တိုဘာ၁၀ရက်နေ့ကလေးကအပြစ်အခက်ရဲစဲထားတာဖြစ်ပါရဲ့ရှင်။